အားလုံးပဲမင်္ဂလာပါ Plan Entertainment Channel ကနေပြန်လည်ကြိုဆိုလာပါတယ်ကဘာတော်ကမွတ်စလင်တွေအတွက်တော့ Ramadan ဆိုတာဖျားဝတ်ပြုမှုစင်ကြေတွေးခေါ်မှုကိုကိုကိုထင်းချုပ်ကြရတဲ့လာမြတ်တစ်ခုပါပဲနေထွက်တာကနေနေဝင်တဲ့အထိတုံးကြီးတူတွေဟာအစာအသောက်အဖျော်ရမကနဲ့နေ့စဉ်တရောင်တသက်ရှိတဲ့အရာများစွာကိုဆွံ့လွတ်ကြရပါတယ်ဒါပေမဲ့တချို့နိုင်ငံတွေမှာတော့လူမြင်ကွင်းမှာဥပိုးပြတ်တာဟာအတင်းလျော်ဘူးလို့ရှုံးချခံရရုံနဲ့မကပဲမြူတာဥပဒေအရအပြစ်ပေးခံရနိုင်တဲ့ပြစ်မှုပါဖြစ်စေနိုင်ပါတယ် ဇလန်ကဘာသာရေးယုံကြည်မှုအကြောင်းမဟုတ်ဘဲအစိုးရတွေကဘာသာတရားကိုဘယ်လိုအတင်းကျပ်ကောင်တယ်ဖော်နေလဲဆိုတာကိုပြောပြပေးသွားပါမယ်။ဒီနေ့မှာတော့ရမ်ဒန်ကာလအတွင်းမှာစာတောက်ရင်ဥပဒေအရပြဋ္ဌာန်းချမှတ်ထားတဲ့နိုင်ငံ၆နိုင်ငံကိုဖော်ထုတ်ပြသပေးသွားပါမယ်။ဒီဥပဒေတွေကဘာသာတရားကိုပိုင်လက္ခဏာနဲ့အာဏာအကြောင်းဘာတွေပြောနေလဲဆိုတာကိုလေ့လာကြည့်အောင်ပါ။ ဆော်ဒီအာရေဗျာဆော်ဒီအာရေဗျာမှာအစ္စလမ်ဟာဘိုးဝယ်ယုံကြည်မှုတသက်တာမဟုတ်ပဲနိုင်ငံတော်ရဲ့အုံမြတ်တစ်ခုပါပဲ။မြားပြည်သူဘွားရဲ့ကဏ္ဍတိုင်းကိုအစ္စလမ်ဥပဒေနဲ့အုပ်ချုပ်ပါတယ်။ရမဒန်ရောက်ရင်နော်စီကံတွေကပိုလို့တောင်တင်ကြလာပါတယ်။ဒီတဲ့ဝင်ကြီးဌာနကနိုင်ငံသားတွေနဲ့နိုင်ငံသားနေထိုင်သူတွေကိုဥပုပ်ချိန်တွင်လူမြင်ကွင်းမှာစားတာတောက်တာစေလေးတောက်တာကိုတားမြစ်ထားကြအောင်နှစ်စင်တတိပေးလေးရှိပါတယ်။ဒီစီကံကိုမလိုက်နာသူတွေဟာထိမ့်သိမ့်ခံရတာတန်ရိုက်ခံရတာဒါမှမဟုတ်နိုင်ငံသားလူသမားဆိုရင်နှစ်ထုတ်ခံရတာမျိုးကြုံရနိုင်ပါတယ်။ စော်ဒီလူမျိုးတွေအတွက်ဥပုပ်ဆောင်ထိန်တာဟာစုပေါင်းညီညွတ်မှုရဲ့လိုရတခုလို့မြင်ကြရပါတယ်။နိုင်ငံကနေကင်းဘက်မှစာတုံးဆိုင်တွေပိတ်ထားပြီးအချင်းတန်တွေတိတ်ဆိတ်စေကလူတိုင်းကဒီမြင့်မြတ်တဲ့လရဲ့စီချက်ကိုလေးစားဖို့မျှော်လင့်ထားပါတယ်။အာဏာပိုင်တွေကဒီဆောင်ရွက်ချက်တွေဟာဘာသာရေးတားဆတာပြင်မှုနဲ့အများပြည်သူရဲ့ဇာတိတားကိုကောက်ကွယ်ပေးတယ်လို့ပြောကြရပါတယ်။ဒါပေမဲ့ဝေဖန်သူတွေကတော့ဒီစနစ်ကကိုယ်ပိုင်ရွေးချယ်권ဒါမှမဟုတ်ကိုယ်ပိုင်အသိစိတ်အတွက်လောကနေရာမရှိဘူးလို့ပြောကြရပါတယ်။ မွတ်စလင်မဟုတ်သူတွေတောင်အများပြည်သူနေရာတွေမှာလိုင်းနိုင်ရတဲ့အတွက်ယုံကြည်မှုနဲ့နိုင်ငံသားပြစ်မှုကြားကအန်တမိတ်တွေဝါသွားစေပါတယ်။တော်ရီယာအေးပြရဲ့စီကံတည်ချက်မှုကဘာသာတရားနဲ့အုပ်ချုပ်မှုကြားကခိုင်မာတဲ့ဆက်ဆက်မှုကိုထင်ရစေပါတယ်။ဥပဒေနဲ့ယုံကြည်ချက်လုံးဝပေါင်းစည်းထားပြီးလူ့အချင်းစီရဲ့အနောက်ဖွင့်ဆိုချက်အတွက်နေရာတိတ်မကြံတဲ့နေရာတစ်ခုပါပဲ။မော်ရိုကိုဖင်လန်နီကိုဖျက်ကျော်ပြီးမြောက်အာဖရိကကမော်ရိုကိုဟာအနေငယ်ကွဲပြားတဲ့ချင်းကပ်မှုရှိပေမဲ့အကျိုးဆက်တွေကတော့တူတူပဲတင်ကြပါပါတယ်။ ဂျာဇာတကြီးရဲ့ပုံမှန်၂၂၂အရဥပုပ်ချိန်တွင်လူသီးရှင်ကြားစာတောက်တက်ကိုဖမ်းမိတဲ့မူဆလင်နိုင်ဟာထောင်နဲ့၆လအထိနဲ့ဒဏ်ွေချမှတ်ခံရနိုင်ပါတယ်။နေ့စဉ်နေ့တိုင်းနိုင်ငံသားတွေကဒီစည်းကမ်းကိုခင်မမိတော့ဘူးခွဲခြားဆက်ဆက်နေလို့စိန်ခေါ်တဲ့အခါတရင်ကြီးသွားတဲ့ဖြစ်ရချို့ရှိနေပါတယ်။အနာပိုင်တွေကဒါဟာအတင်းကျပ်ခိုင်းစီတာမဟုတ်ပဲမူဆလင်အများစုနိုင်ငံမှာလူမှုငြိမ်းချမ်းရေးထိန်းသိမ်းဖို့လို့အခိုင်အမာပြောပါတယ်။ကာဆာဘလန်ကာနဲ့မာရက်ကက်လိုမြို့ကြီးတွေမှာရမ်ဒန်ကာလအတွင်းရဲတွေကလူမြင်ကွင်းတွေမှာမကြာခဏกินလဲပါတယ် ထတော့ခိုင်တွေကပိတ်ထားကြတာဒါမှမဟုတ်လူမသိအောင်ဖျောက်ထားပြီးတို့ရောဖွင့်ထားကြပါလေရပ်ဖတ်ဖွဲ့တွေကတော့ယုံကြည်မှုဟာကိုယ်ပိုင်ကိစ္စဖြစ်တဲ့နဲ့လူတယောက်ကိုစားလို့ပြစ်ပေးတာယုံကြည်မှုလွတ်လပ်ခွင့်ကိုထိခိုက်စေတယ်လို့အငြင်းပွားကြပါလေဒါပေမဲ့ယူရဆွေဆွေသူတွေကတော့လူများရှိကအပြုမှုဟာနိုင်ငံရေးဇာတိပိုင်းဆိုင်ရာအနှစ်သာရကိုလေးစားရမယ်လို့တုံ့ပြန်ပါလေဖြစ်မိတဲ့တံပိုးတွေနဲ့ဘာသာရေးမူရင်းနှစ်တွေပေါင်းဆက်တဲ့အခါရမဒန်တိုင်းမှာဒီမေကွန်းပဲထပ်ပေါ်လာခဲ့ပါလေဥပဒေအရအတင်းကျပ်ဆောင်ရွက်ရမယ်ဆိုရင်ယုံကြည်မှုဟာတကယ်ပဲမြင့်မြတ်နိုင်ပါမလား ဦးဝိဦးဝိမှာဥပဒေကရှင်းပြီးမညာမတာပါပဲ1968ခုနှစ်ကတည်းကအမေရမတန်ရဲ့နေကျင်ဘက်ချိန်တွေမှာလူမြင်ကွင်းမှာစားတာတောက်တာဆေးလိပ်တောက်တာကိုပြစ်မှုလို့သတ်မှတ်ထားပါတယ်ပြည်တံ9000တန်တလားဒါမှမဟုတ်ဒေါ်လာရာခိုင်နှုန်းနဲ့ညီများတဲ့ဒဏ်ငွေတရောက်နိုင်ပါတယ်ဒီစည်းကမ်းတွေကမွတ်စလင်တွေတိမကပဲနိုင်ငံတွေမှာအလုပ်လုပ်ကင်နေတဲ့ဒါမှမဟုတ်နေထိုင်နေတဲ့နိုင်ငံသားတွေအထိပါကျုံဝင်ပါတယ်စားသောက်ဆိုင်တွေကနေဝင်ချိန်ထိပိတ်ထားပြီးပုဂ္ဂလိကလုပ်ငန်းတွေတောင်လူမြင်ကွင်းမှာအစားအစာမကြေဖို့တတိပေးထားပါတယ် ဝဲလူမျိုးအများစုအတွက်ဒီဥပဒေဟာပြည်နိုင်မှုမဟုတ်ပဲဘာသာတရားကိုလေးစားမှုရဲ့တင်ကြတာပါပဲအစိုးရကဒါကိုယဉ်ကျေးမှုစီလုံးညီညွတ်မှုနဲ့ကိုကျင်တရားဆိုင်ရာစီကံထိန်းသိမ်းမှုလို့အကြောင်းပြကြပါတယ်ဒါပေမဲ့လူခွင့်ရေးဖွဲ့စည်းတွေကတော့မွတ်စလင်မဟုတ်သူတွေဒါမှမဟုတ်ရမရေးချင်းတွေကြောင့်ဥပုံမဆောင်နိုင်သူတွေကိုအပြစ်ပေးတာကခရီးမြတ်တမှုရှိမရှိကိုရံပန်ရံကမေးခွန်းထုတ်ကြပါတယ်ကိုဝဲဥပဒေဟာပင်လယ်ကွေ့နိုင်ငံတွေလိုပဲဘာသာတရားကိုနိုင်ငံသားဖြစ်မှုရဲ့အနှစ်သာရတဲ့ကိုဘယ်လိုထည့်သွင်းထားလဲဆိုတာကိုပြသပါတယ် ဒီနေရာမှာရမဒန်ကိုလေသာလိုက်နာတာဟာဝိညာဉ်ရေးအတာဝန်ရောပိုးရေးအတာဝန်ရောဖြစ်ရပါတယ်။လူကြီးမှုနဲ့နိုင်ငံသားပြစ်မှုဟာဖွယ်လို့မရတဲ့ကမ္ဘာအမြင်ကိုထင်ရနေပါတယ်။အီရတ်အီရတ်မှာတော့လူမြင်ကွင်းမှာဥပုသ်ဆောက်တာဟာအထိမကန်တဲ့ညင်ကျေးမှုရအရေးကြီးတဲ့ကိစ္စပါပဲ။ဝိဒီဘုံအခြေခံဥပဒေကဗဇိုင်းလူလက်ခွန်းကိုအာမခံထားပြီးမြေလက်တွေ့အခြေအနေကပုံရှုပ်တွေ့ပါတယ်။ရမဒန်ကာလအတွင်းမှာအာဏာပိုင်တွေကလူမြင်ကွင်းမှာစားတော့ရင်ဖမ်းဆီးခံရတာဒါမှမဟုတ် ။အောက်ချုပ်ရေးဆိုင်ရာပြစ်ဒဏ်ချမှတ်ခံရနိုင်တယ်လို့မကြာခဏတတိပေးချက်တွေထုတ်ပြန်ရပါတယ်။လုံခြုံရေးတပ်ဖွဲ့ဝင်တွေကနေချင်းဘက်မှာစားတောက်ဆိုင်တွေကိုပိတ်ခိုင်းလို့ရှိပြီးဘာသာရေးခန်းစားချက်ကိုမလေးမဆလုပ်လို့ဆိုပြီးတခါတရံထိန်းသိမ်းထားပါတယ်။ဒီလိုတင်းကျပ်မှုဟာနိုင်ငံတော်ရဲ့မူဝါဒကြောင့်နဲ့မကဘဲလူမှုရေးဖိအားကြောင့်မှဖြစ်ရပါတယ်။ဒီအများစုမှာလူမြင်ကွင်းမှာဥပုပ်ဆောင်တာဟာအလွန်ခိုင်မာတဲ့စံနှုန်းတစ်ခုဖြစ်ပြီးချိုးပေါက်ပါကဒေကလူတွေရဲ့ဒေါ်လာဒါမှမဟုတ်အကြမ်းဖက်မှုထိတောင်ဖြစ်စေနိုင်ပါတယ်။ ။အီရန်ဆိုရအတွက်ရမဒန်ဟာစီကံထိန်းသိမ်းဖို့ဆိုတာပူပေါဆောင်သူတွေနဲ့မဆောင်သူတွေကြားကအများပြည်သူတင်းမမှုကိုရှောင်ရှားဖို့ပါပဲ။သူများရှိမှလေးစားမှုရှိဖို့အတင်းကျဆောင်ရွက်ခြင်းပြီးပဏိပကကိုကောက်ွယ်ပေးတယ်လို့သူတို့ကယုံကြည်ကြပါတယ်။ဒါပေမဲ့ဝေဖန်သူတွေကတော့ဒါကပုံကွယ်ရလွတ်ခွင့်ကိုတရားမဝင်ကန့်သက်တာလို့မြင်ကြပါတယ်။ဆယ်သူနဲ့များစွာကပဏိပကတွေနဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ဤရာဘာသာရေးကိုလူသိရှင်ကြားပြသတာကိုပို့တွေ့တာလာပါတယ်။ရမဒန်မှာစားတော့တာဟာ ကိုပိုင်ဆာလောင်မှုတသက်မဟုတ်တော့ပဲမျှဝေထားတဲ့ကိုပိုင်လက္ခဏာကိုစိန်ခေါ်တဲ့တင်ငေဒါဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ပြစ်ပေးခံရတာပဲဖြစ်ပါတယ်။ကာတာကမ္ဘာပေါ်ကခြံသာဆုံးနိုင်ငံတွေကတနိုင်ငံဖြစ်တဲ့ကာတာမှာဘာသာရေးဥပဒေနဲ့ပြည်မမှုဟာတိမ်မွေးတဲ့ဟန်ချက်ညီမှုနဲ့အတူရှင်တွဲတည်ရှိနေပါတယ်။နောက်လေကုန်းထဲမှာပြထားခဲ့တဲ့နိုင်ငံရဲ့ရာဇသက်ကြီးအရဥပုပ်ချိန်အတွင်းလူမြင်ကွင်းမှာစားတောက်တာကိုဖမ်းမိရင်ထောင်နဲ့၃လအထိဒါမှမဟုတ်ရန်ွေချမှတ်နိုင်ပါတယ်။ဒီစည်းကမ်းတွေကဘာသာမကွက်ချပဲ လူတိုင်းနဲ့သက်ဆိုင်ပါတယ်။ခီးတွားတွေနဲ့နိုင်ငံခြားသားတွေပါဒေသတလိထုံနှံကိုလေးစားတဲ့အနေနဲ့နိုင်ငံပေါ်မျှော်လင့်ထားပါတယ်။ရမ်ဒန်ရောက်တိုင်းရရှိတွေကမီဒီယာကနေ3ပေချက်တွေထုတ်ပြန်ပြီးစားတောက်ဆိုင်တွေနဲ့ဟိုတယ်တွေကိုလမ်းညွှန်ချက်တွေဖြန့်ဝေပါတယ်။ကိုပိုင်နေရာမှာစားတောက်တာကိုခွင့်ပြုပေးမယ်။လူမြင်ကွင်းမှာချိုးပေါက်တာကိုတော့အများပြည်သူဆိုင်ရာတင်းလျော်မှုကိုထိခိုက်တဲ့ပြစ်မှုအဖြစ်သတ်မှတ်ပါတယ်။ဥပဒေကိုထောက်ခံသူတွေကကာတာမာနေထိုင်သူနိုင်ငံခြားသားတွေဟာသူတို့ရဲ့အင်ရှင်နိုင်ငံရင်ရိုးရဒလေးကိုလေးစားရမယ်လို့ဆိုလိုပါတယ်။ ဒါပေမဲ့ကံကွက်သူတွေကတော့အပြစ်ပေးခံရမယ်ချင်းချောင်းမှုနဲ့အတင်းကျပ်လို့ဆောင်ရင်တကယ်လေးစားမှုရှိနိုင်ပါမလားလို့မေးခွန်းထုတ်ကြပါတယ်။ကာတာရဲ့လျင်မြန်တဲ့ကိမီတိုတက်မှုဟာကြီးမားတဲ့ယဉ်ကျေးမှုကွဲပြားမှုကိုဆောင်ကျင်းလာခဲ့ပါတယ်။ဒါပေမဲ့ဥပဒေစနစ်ကတော့သူ့ရဲ့အစ္စလာမ်မြစ်တွေကိုဆက်လက်ထင်ရနေရပါပဲ။သင်္ကန်မှုကွဲပြားမှုနဲ့ဘာသာရေးရှေးဥစွဲဝါဒတွေအတူရှင်တွဲရှိနေခြင်းကကာတာရဲ့ရမဒန်ကိုစီကံရှိသလိုအချိန်ထဲမှာပဲဆန့်ကျင်ဘက်ဖြစ်တွေ့ရှိနေစေပါတယ်။အာရဆော်ဘွားများပြည်တော်စု ရက်ဆော့ဘောများတည်တော်စုဟာသူကိုယ်သူခင့်မိတဲ့တိခတ်မှုနဲ့တိုတက်မှုပေါ်ချက်အပြင်းမြင့်တင်နေပါတယ်။ဒါပေမဲ့ရမဒန်ကာလအတွင်းသူ့ရဲ့ဥပဒေတွေကတော့အတော်လေးရိုးရဆန်နေတော့ပါပဲ။ဖက်ဒရယ်ပြည်မှုဆိုင်ရာဥပဒေအရဥပုပ်ချိန်တွင်လူမြင့်ကွင်းမှစားတော့သူတိုင်းဟာထောင်ဒဏ်တစ်လအထိဒါမှမဟုတ်ရန်ွေချမှတ်ခံရနိုင်ပါတယ်။စားတော့ဆိုင်တွေကဒရင်ဘောက်ကိုဖုံးတာဒါမှမဟုတ်နေခင်းဘက်လုံးဝပိတ်ထားတာလို့ရပါတယ်။နေစိတ်တွေမှာတော့အစားအသောက်ဝန်ဆောင်မှုတွေကိုမြင်တာအောင်မလုပ်ကြပါဘူး။ဒီစည်းကမ်းကမွတ်စလင် ဥစလဲမဟုတ်ဘူးနေထိုင်သူနဲ့ဒါရောက်လေဘက်သူအားလုံးနဲ့သက်ဆိုင်ပါတယ်။ဒါပေမဲ့မကြသေးမီနှစ်တွေမှာစီကံတင်းကျပ်မှုကပြောင်းပြောင်းလာခဲ့ပါတယ်။အနာပိုင်တွေကသူတပြည့်နိုင်ငံတကာခီးသွွားလုပ်ငန်းရေးပါတယ်။ဒီပိုင်းလိုနေရာမျိုးမှာဖန်စီတာထက်တတိပေးတာမျိုးပို့လောက်လာပါတယ်။ဒါပေမဲ့ဥပဒေကရှိနေစေဖြစ်ပြီးသူ့ပေါက်သူတွေကဥပုပ်တလေးကိုပုံမှန်လေးလေးလစ်လို့ရှင်အပြစ်ပေးခံရနိုင်ခြေရှိပါတယ်။ AMRD ကောင်းဆောင်တွေအတွက်ဒီစနေဟာအတင်းကျပ်ခိုင်းစေတာမဟုတ်ပဲညံ့တဲ့လက်ကိုလေစာလိုက်နာတာကိုကိုးစားပြုပါတယ်။ UAE ရဲ့ချင်းကပ်မှုက ကမ္ဘာလုံးဆိုင်ရာဖြစ်မှုနဲ့ယဉ်ကျေးမှုထိန်းသိမ်းမှုကိုဟန်ချက်ညီအောင်လှုံ့ဆော်နေတဲ့ဒုဗမှုကိုပြသပါရစေ။ဝန်မြောက်တိုက်တွေ၊ fashion show တွေနဲ့ဒီပညာတွေလွှမ်းမိုးနေတဲ့နေရာမှာတော့ Ramadan ဟာအမျိုးသားရဲ့ကိုယ်ပိုင်လက္ခဏာကိုသိသာစေတဲ့အမှတ်အသားဖြစ်ရှိနေစေပါပဲ။ဒီနိုင်ငံ၆နိုင်ငံမှာ Ramadan ကာလအတွင်းစတာရင်ပြည်တံတွေဟာအပြော့စားတတိပေးချက်တွေကနေထောင်နဲ့လာပေါင်းများစွာတည်ရှိပါရစေ။ဒါပေမဲ့ဥပဒေရေးရာစာသားတွေနောက်ပယ်မှာပုံနဲ့နေတဲ့မိဘုံတစ်ခုရှိနေစေပါပဲ။အာသာတရားကိုဥပဒေနဲ့အတင်းကျပ်ဆောင်ရွက်တင်သလား။ ဒီစည်းကမ်းကိုကောက်ဝဲသူတွေကတော့ဟုတ်တယ်လို့ဖြေကြားပါတယ်။ဥပုပ်ဆောင်တာကိုပိုင်ထုံနှန်းရှင်လာမဟုတ်ပဲလူမှုအတိုင်းဝန်းရဲ့လုပ်ရဖြစ်ပြီးသူ့ရဲ့မြင့်မြတ်မှုကိုကောက်ဝဲတာကလူမှုဖွဲ့စည်းကိုစီလုံးစေတယ်လို့သူတို့ကပြောပါတယ်။ဥပန်သူတွေကတော့သဘောမတူကြပဲယုံကြည်မှုဟာအတိတ်ပဲရှိဖို့ဆိုရင်ဆန္ဒလျောက်ဖြစ်ရမယ်လို့ဆိုကြပါတယ်။ယုံကြည်ချက်ကိုတင်ကျက်လို့ဆောင်ရင်သူ့ရဲ့နှစ်တာရကိုပြပြားစေပြီးစိတ်ပါလက်ပါယုံကြည်မှုအစားဒါရောညစ်ချေမှုဖြစ်တာပြောင်းလဲသွားတယ်လို့သူတို့ကဆိုကြပါတယ်။ဒီညင်းပွားမှုဟာအစ္စလမ်ဘာသာမှာလင်ကတ်သက်ထားတာမဟုတ်ပဲ ဒါရိုးရဒလေးနဲ့ပုဂ္ဂိုလ်ရေလွတ်လပ်မှုကြာကကမ္ဘာလုံးဆိုင်ရာပြင်းထန်မှုကိုထင်ရနေပါတယ်။မော်ရိုကိုမှာဖြစ်စေပင်လယ်ကွင်းမှာဖြစ်စေနေကင်းဘက်ပိတ်ထားတဲ့ကော်ဖီဆိုင်ကိုမြင်ရတယ်ကဒါကမှမဟုတ်တာမကအများပြည်သူဘဝဟာဘုရားသခင်ဥပဒေကိုထင်ရနေတဲ့ကမ္ဘာအမြင်တစ်ခုလုံးကိုပါဖော်ပြနေပါတယ်။ဒါပေမဲ့လည်းလူ့ဘဝစည်းရွေးခင်မိလာတာနဲ့အများအပြောင်းလဲကိုတောင်းဆိုတဲ့အတန်တွေပို့ကျဲလာပါတယ်။မွတ်စလင်လူငယ်တွေအများပြားကဥပုသ်ဆောင်တာကိုဥပဒေအရအမိန်ပေးတာမဟုတ်ဘဲလူ့ဦးကျင်းစီရဲ့ခီးစဉ်ဖြစ်မြင်ကြပါတယ်။ဒီနိုင်ငံတွေအတွက်သင်္ကေတမှုကတော့ ကြောက်ရွံ့မှုရဲ့ကရိယာချင်းမပြောင်းလဲသွားပဲမိမျက်မှုကိုထိန်းသိမ်းဖို့ပါပဲ။အလိုလဲဆိုတော့နောက်ဆုံးမှာတော့တုံကြည်မှုရဲ့စစ်မှန်တဲ့စံသက်ချက်ကချင်းချောင်းမှုအောင်မှာဘသူနာခံလဲဆိုတာမဟုတ်ပဲဘသူကဆန္ဒလျောက်ယုံကြည်လဲဆိုတာပဲဖြစ်ပါလေ။မွတ်စလင်ကဘာတော်မှာရမဒန်ဟာစီလုံးညီယုံမှုရယောမှုနဲ့ရှင်ကျင်တွေးခေါ်မှုချိန်ကာလအဖြစ်ဆက်လက်တည်ရှိနေပါလေ။ဒါပေမဲ့တချို့နေရာတွေမှာတော့စီကံမှုနဲ့တာဝန်တရားကြကမြင်ကြောင်းဟာ၎င်းရဲ့အဆောက်အအုံဖော်ပြတယ်။လာကြံကိုေးလို့ပဲပါလွန်နေကြောင်း တီပေးချက်တစ်ခုဖြစ်လဲရှိနေအောင်ပါပဲဖြစ်ရပါတယ်။ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတင်းရဲ့အတွင်းမြင့်တွေကိုလည်း comment မှာမှန်းကျပေးနိုင်ပါတယ်။ဗီဒီယိုလေးတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပုံမကောင်းမွန်တဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါမယ်။